အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစေဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းအောင်ပြီးလာပါတယ်ကဲအဲ့တော့ဒါကျွန်တော်တို့ ကိုသိန်းကြောင့်ပြောရမှာပေါ့နော်မြန်မာစံတော်ချိန်ဒါကျွန်တော်တို့7နှစ်နာရီဒိုးမှာတော့ဒါကျွန်တော်တို့ Tottenham Hotspur အသင်းနဲ့ Chelsea အသင်းတို့ကံဖြစ်ပါတယ် Tottenham Hotspur အသင်းရဲ့အိမ်ကွင်းမှာဒါကျွန်တော်တို့ Chelsea အသင်းနဲ့တွေ့ရမယ့်နေထားမှာရှိပါတယ်အဲဒီနေ့ပွဲစဉ်မှာ Tottenham Hotspur အသင်းဘက်ကပြန်ကြည့်မယ်ဆိုတော့တည်င်းကောင်းကြီးအများကြီးပြန်ထွက်လာခဲ့ပါပြီအဲဒါကဘာဖြစ်လဲ Tottenham Hotspur အသင်းရဲ့အဓိကကစားသမား3ယောက်ဒီနေ့ပွဲစဉ်မှာပြန်ပါလာဖို့အတွက်ဒီပြဘက်ကတရားဝင် confirm လုပ်ခဲ့ဖြစ်တယ်အဓိကကစားသမား3ယောက်ထဲမှာဒါ Tottenham Hotspur အသင်းရဲ့ဒါကျွန်တော်အရေးကြီးဆုံးကစားသမား2ယောက်ကတော့ဒီနေ့ပွဲစဉ်မှာပြန်ပါလာတော့မှာဖြစ်တယ်ဆို ပြီးတော့တရားဝင်ဒီပြ confirm လုပ်ထားခဲ့တာဖြစ်တယ်ဒီ၃ယောက်ထဲမှာ၂ယောက်ကဗဒူများလေးလို့ပြောပါဆိုတော့ Christian Romero နဲ့ Destiny Udogi ပါ Christian Romero ကတော့ Tottenham Hotspur တင်နေတာကျွန်တော်ရှေ့ပွဲနှစ်ပွဲကိုလွှဲချော်ခဲ့ပြီးနောက်ပိုင်းမှာ Spa တင်နေတဲ့လက်ရှိဒါကျွန်တော် Newcastle တဲ့ဘက်ကိုရှုံးနေခဲ့ပြီးတပွဲမှာတော့ဒါကျွန်တော် Spa တင်နိုင်ခဲ့တယ်ပေါ့နော် Miggy Van Ave 3-0နဲ့အဲ့တော့မဆိုးဘူးဆိုတဲ့ခြေစွမ်းကိုတော့ Tottenham Hotspur တင်နေတဲ့ ပိုင်ဆိုင်ထားခဲ့တာကိုတွေ့ရမယ်ဒါပေမဲ့ရူမေရိုလက်ရှိမှာပြန်ပါလာနိုင်တာကတော့ကျွန်တော်တော်လေးကိုမစိုးဘူးလို့ပြောလို့ရတယ်အဲ့တော့တစ်ဖက်ကတော့ကျွန်တော်တို့လက်ရှိအန်ဆိုမူရက်စ်ကအသင်းကတော့လီယမ်ဒလက်ကတော့ကျွန်တော်တို့ရှေ့ကကာရာဘောက်ပွဲစဉ်ကြောင့်ဒီဒီပွဲစဉ်မှာဆက်လက်ပြီးလွှဲချော်မယ်။ဘာကြောင့်ဒီလိုပြောရလဲ။ကာရာဘောက်ပွဲစဉ်ကတော့အင်္ဂလန်နိုင်ငံကကြီးမှုချစ်ပခဲ့တဲ့ကြောင့်ဒါကျွန်တော်တို့သူတို့ရဲ့အဲ့ပေါ့ဗါလဲအဲ့သူတို့ရဲ့ FA ပေါ့နော် Football Association အောက်ထဲဝင်တဲ့အတွက်ကြောင့်မို့သူတို့ရဲ့အနီကက်ကဒါကာရာဘောက်ပြည် FA ဖလားမှာပြည်အနီကက်ကဒါကျွန်တော်တို့ Premier League မှာပါတက်ရောက်ပါတယ်။ Premier League ရဲ့အနီကက်ကဒါကာရာဘောက်က FA ရောတက်ရောက်ပါတယ်။ FA ရဲ့အနီကက်က လည်းကာရာဘောကပရီးမီးယားလီဂ်ကိုတက်မှတက်ရောက်ပါအဲ့တော့ဒီအန်ဒလဲရဲ့နှဝတလီကတော်တန်ဟော့စပါတင်းတဲ့ပွဲစဉ်မှာတွားထိညွာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်ကိုဆက်လက်ပြီးတချို့ကြကာရာဘောမှာတီးရတဲ့ကြောင့်ကာရာဘောမှာဆက်လက်လွှဲချော်မယ်လို့ထင်ကြပေမဲ့မဟုတ်ပါဘူးအမှဒါကျွန်တော်ချန်ပီယံလိဂ်တို့ဘာမှမတူချန်ပီယံလိဂ်ကဥရောပပွဲစဉ်ဖြစ်ပြီးသူက UEFA ရဲ့အောက်ထည့်ရောက်သွားကြောင့် UEFA ပွဲစဉ်မှာအနီးကပ်ထိရင် UEFA ရဲ့ပွဲစဉ်မှာအနီးကပ်ပဲထိတာဖြစ်ပါလေ FA ရဲ့အောက်မှာထိရဆိုတော့ FA ရဲ့အောက်မှာပဲထိပါတယ်ဒါလေးကိုနားလည်ဖို့တော့လိုပါတယ်ဘောနော်အဲ့တော့လက်ရှိမှာတော်တန်ဟော့စပါတင်းတဲ့ဒီနေ့ပွဲစဉ်မှာ Christian Romero နဲ့ Destiny Udogi တို့ပြန်ပါလာနိုင်ခဲ့တာတော်တော်လေးကိုအားရှိစေခဲ့လို့ပြောလိုက်ရတယ်ဒါပေမဲ့ Destiny Destiny Utopia တော့ဒီနေ့ပွဲစဉ်လိုမျိုးမှာကျွန်တော်အနေနဲ့သုံးဖို့အတွက်နည်းနည်းတော့ကျွန်တော်တော့နည်းနည်းလန့်တယ်။ဘာကြောင့်လဲဆိုတော့ Destiny Utopia တိုက်စစ်ပိုင်းအာတန်နဲ့ကစားသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေ့ပွဲစဉ်မှာ Destiny Utopia သုံးမယ်ဆိုရင်တစ်ဖက်ကတော့ကျွန်တော်တို့ နဲ့ဒိုးလိုကစားသမားမျိုးနဲ့တွေ့ရင်တိုင်ပတ်သွားနိုင်တယ်။လက်ရှိမှာဒါကျွန်တော်တို့ Chelsea အသင်းရဲ့ cancel ပိုင်းမှာဒါတရင်ကောင်းတစ်ခုအနေနဲ့ကျွန်တော် Fofana ပြန်ပါလာပြီ။ Fofana ဒါကျွန်တော်တို့ Shaluba နှစ်ယောက်အတွဲကိုတွေ့ရမယ်။ Chelsea အသင်းကဒီနေ့ပေါ်စမှာ cancel မှာပြန်ပြီးလုံသွားခဲ့ Vici Jin, Kukurella တို့ရဲ့ fullback နဲ့အပြင်ကို center back pairing မှာတော့ Fofana တို့ Shaluba နဲ့တွေ့ရမယ်တဲ့မှာပါတယ်။မနေ့ကတော့အဲ့ဒီပွဲစဉ်ကိုကျွန်တော်ကိုယ်ရံသွားကြည့်ပြီးယင်ကွဲခဲ့ရတဲ့ပွဲစဉ်ပေါ့နော်။စပါအသင်းကိုယင်သွင်းပြီးနောက်ကနေပြီးတော့ဒါ Romero တန်ရသွားတယ် Miggy Van der Ven တန်ရသွားခဲ့နှစ်ယောက်လုံးတန်ရသွားခဲ့ပြီးတော့အဲ့ဒီပွဲစဉ်မှာဒါကျွန်တော် Tottenham Hotspur အသင်းကနောက်ကနေ၃ဂိုးလာမှုပြန်လိုက်ပြီးခံ ပြီးတော့ကိုပါမားနဲ့အန်ဆိုဖာနန်ဒက်စ်ရဲ့အတွင်းကိုလည်းကျွန်တော်တို့ယင်ကွဲခဲ့ရတဲ့ပွဲစဉ်ပေါ့နော်အဲကျွန်တော်ပြောမှာကျွန်တော်ဒါအပြင်မှာသွားကြည့်မှုတဲ့ပွဲစဉ်မှာဒါကျွန်တော်တို့အာစတန်နိုင်တာကိုအာစနယ်ကိုတော့နိုင်တာကျွန်တော်ကြည့်ခဲ့မှုတယ်ကျွန်တော်ချက်ဆီကိုနိုင်တာတခါမှမကြည့်ဘူးသေးဘူးအဲဒါတော့ကျွန်တော်လက်ရှိမှာရီးရဲအဲ့တော့ဘယ်လောက်ထိဒါကျွန်တော်စပါတင်းကချက်ဆီနဲ့တွေ့ရင်ယုံကန်ရတဲ့ဆိုတဲ့အချက်ကဒါမျိုးပြောချင်တယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်အန်ဆိုမရက်စ်ကမှဒန်ယန်ရလူစဉ်ကဆက်လက်ပြီးရှိနေသေးဖြစ်တယ်ကိုပါမားလီဗိုင်းကိုဝဲဗီဒီယာရှိုင်းနဲ့အဆူကိုဖြစ်တယ်တော်တန်ဟော့စပါတင်းမှာလက်ရှိမှာခရစ်ရှယ်ရူမဲနဲ့ဒက်စတီဥဒိုဂီပြန်ပါလာတယ်ဆိုရင်တော့မှတူတဲ့ကစားသမားအလုံးပေါင်း9သမားတွေအပါအဝင်16နှစ်ယောက်ပဲကျန်တော့တဲ့အနေအထားမှာ ှိပါတယ်။ Thomas Frank ကဒါ Ash Poster Coglou ခံခဲ့ရတဲ့ပုံစံတိုင်းပဲဆက်လက်ပြီးခံနေရတာဖြစ်တဲ့အနေအထားမှာရှိတယ်။ဒါပေမဲ့ Ash Poster Coglou နဲ့ဒါကျွန်တော် Thomas Frank ခွာတဲ့တစ်ချက်ကဘာလဲဆိုတော့ Thomas Frank ကအပြုံးမပြတ်ပါဘူး။သူကဒါကျွန်တော် interview မှာဒါဘာလဲဆိုတော့ဒါ part of the process နေတယ်သူတို့ရင်ဆိုင်အောင်ဖြစ်ပြီးတော့ဒါကိုသူမကြောက်ဘူးလို့ပြောပါတယ်။ ဆရာကြီးကဒါမှမကြောက်ကျွန်တော်တို့ကလန့်နေပြီဆရာကြီးအဲ့တော့လက်ရှိမှာတော်တန်ဟော့စပါတင်းနဲ့သူကသူကတိုင်ပတ်နေတယ်လို့ပြောတာပါပရီးမီးယားလိမှာဒါကျွန်တော်ဘယ်နေရာပဲကြည့်သူတို့ကသူတို့အဆင်ပြေတယ်တမပါတယ်တော်တန်ဟော့စပါတင်းနဲ့အခုလက်ရှိမှာအဆင့်၃နေရာမှာယက်တီနေပြီ Chelsea အသင်းကတော့လက်ရှိဒါကျွန်တော်တို့ပရီးမီးယားလိမှာအဆင့်၉နေရာမှာယက်တီနေတော်တန်ဟော့စပါတင်းနဲ့လက်ရှိမှာဒါ Chelsea အသင်းကတော့ဒါကျွန်တော်တို့တိုတယ်၃မှတ်ကွာနေပြီးတော့ဒီနေ့ပွဲစဉ်က Chelsea အသင်းကနိုင်ယူပြီးတော်တန်ဟော့စပါတင်းနဲ့အမှတ် ကိုကွာချားချက်ကိုပြန်ပြီး close လုပ်နိုင်မယ်ဆိုရင်ဒီနှစ်မှာဒီတစ်ပတ်မှာ Chelsea တင်းက top 4တောင်ပြန်ဝင်သွားနိုင်တဲ့အနေထားမှာရှိရတယ်ဒီထားမှာရှိရတယ်။ Tottenham Hotspur တင်းကဒီနှစ်ပွဲစဉ်ကိုအနိုင်ယူပြီးတစ်ဖက်ကနံပါတ်1က AFC ဘိုးမောက်ပွဲချက်တစ်ခုကိုအခွင့်ကောင်းယူရတဲ့အနေထားမှာ Spurs တင်းဒီနှစ်မှာဒါကျွန်တော်အဆင့်နှစ်နေရာကိုတက်လန်းမှုအတွက်သူ့မှာလည်းအခွင့်အရေးတွေရှိတယ်။ Spurs တင်းလက်ရှိမှာ Thomas Frank အနေထားမှာကျွန်တော်တို့ကသာအားမရတာသူတို့ကသူတို့တောင်မစိုးဘူးလို့ပြောလို့ရတဲ့အနေထားမှာရှိရတယ်။ Spurs တင်းလက်ရှိမှာဂိုးများသွားတဲ့နေရာမှာနံပါတ်1နေရာမှာရပ်တည်နေတယ်။ဒါကျွန်တော် Manchester City နဲ့လားဒူဒူနံပါတ်1နေရာမှာဂိုးအနည်းဆုံးပေးထားတဲ့အသင်းထဲမှာ Arsenal အသင်းနဲ့ဒူဒါရပ်တည်နေတာတွေ့ရမယ်။သူ့ဘာသူဒါဒါချာတူးလန်နေတာကိုတွေ့ ရပါမယ်ဒါဘယ်လိုပဲပြောတာကျွန်တော်မစိုးလာတဲ့အနေထားတစ်ခုစပါတင်သွားနေတာဖြစ်တယ်အဲ့တော့လက်ရှိမှာတော်တော်ဟောစပါတင်နေလက်ရှိဒါကျွန်တော်အဝေးကွင်းဆွဲအိမ်ကွင်းဆွဲရင်မှာဒါကျွန်တော်ပူပူလောလောမှာတောက်လျှောက်ရှုံနာခဲ့ရတွေ့ရမယ်စပါတင်ရဲ့အိမ်ကွင်းဆွဲမှာဒါကျွန်တော် Aston Villa ကိုရှုံနာခဲ့တယ်ဘုံမောက်ကိုရှုံနာခဲ့တယ် Wolf ကိုတည်ကြခဲ့တယ်စပါတင်ရဲ့အိမ်ကွင်းမှာမနိုင်ခဲ့တာအတော်ကိုကြာခဲ့ပြီကျွန်တော်နေနောက်ဆုံးမှတ်မိတဲ့ Doncaster ကိုလာပြီးနိုင်ခဲ့တဲ့ဘောစင်ကလွင်စပါတင်အိမ်ကွင်းမှာမနိုင်ခဲ့ Villarreal အေးပေါ့ Villarreal အိမ်ကွင်းမှာနိုင်တယ်အဲ Champion နောက်ပိုင်းမှာအခုချိန်ကျတော့ဒါအိမ်ကွင်းမှာတော်တော်လေးခက်ခဲရင်ဆန်ရတယ်ချက်စီတင်ကလက်ရှိမှာဒါကျွန်တော်တို့ Tottenham Hotspur တို့ပဲတို့အဝေးကွင်းဆွဲရင်ရမစိုးဘူးလို့ပြောလို့ရ တယ်။အိမ်ဝင်းမှာသာ Chelsea တင်းကကျွန်တော်နိုင်နိုင်လို့ပြောလို့ရတယ်။လက်ရှိမှာအိမ်ဝင်းမှာသာ Chelsea တင်းကဆန်လန်းကိုရှုံးနေခဲ့တယ်။ဒါကျွန်တော်တို့ လက်ရှိအနေထားရတာကျွန်တော် Chelsea အသင်းကနောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာတပွဲပဲရှုံးနေထားခဲ့တယ်။ဆန်ဒါလန်ကိုရှုံးနေထားခဲ့တဲ့ပွဲစဉ်ကလွင် Chelsea အသင်းကတိုက်စစ်ပိုင်းရတာပြောစရာမလိုဘူး။ပွဲတိုင်းလိုလို၂ဂိုးနဲ့အထက်သွင်းထားခဲ့။နောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာ Chelsea ရဲ့တိုက်စစ်က၂ဂိုးနဲ့အထက်ကို၅ပွဲလုံးသွင်းထားခဲ့တယ်။စပါးအသင်းကလက်ရှိမှာဒါတီးကြတယ်မဲ့ဒါပူပူလောလောမှာ Newcastle United အသင်းကိုဝေးခွန်းမှာစပြီးရှုံးခဲ့တယ်။အဲ့ဒီပွဲမှာစပါးအသင်းနဲ့လုံးဝတော့တိုက်စစ်ပိုင်းကဂိုးမသွင်းနိုင်ခဲ့ဘူး။အဲ့ဒီပြင်မှာဒါကျွန်တော်စပါးအသင်းနဲ့ Chelsea ပိုင်းဂိုးပေးခဲ့။ဒါပေမဲ့လက်ရှိမှာဒီနေ့ပွဲမှာ Christian Romero ပြန်ပါလာဘူးကဒီ Chelsea ကိုပြန်ပြီးပါတီပေးနိုင်မှာတော့ကျွန်တော်ကြည့်ရမယ်တယ်မှာပါတယ်။ Tottenham ောင်စပါတဲ့အခုလက်ရှိမှာအိမ်ဝင်းလက်ရှိဒါအားနေမှုစွန့်ရင်မှာတော်တော်လေးကိုစိတ်ပြက်စရာဖြစ်နေတဲ့ကြောင့်ဒီနေ့ပွဲစဉ်မှာပြိတ္တတွေကလက်သေးကြိုက်ပြီး GM ဒါပေမဲ့ Thomas Frank ကလက်ရှိမှာသူဟာအသင်းကြီးရဲ့တွင်အသင်းကြီးလျှောက်အကင်တွေနိုင်တဲ့စွန့်ရင်ရှိလို့ဆိုတော့ကျွန်တော်တို့ချက်တော့ကြည့်ရမယ်စပါတဲ့လက်ရှိမှာအသင်းကြီးရဲ့တွင်တဲ့မှာဒါအများကြီးတော့မတွေ့ရသေးကျွန်တော်ဒါ Tottenham Hotspur တင်က PSG နဲ့ကြိမ်တွေ့တယ် Manchester City နဲ့ကြိမ်တွေ့တယ် Manchester City ကိုဒါကန်သွားတဲ့ပုံစံ PSG ကိုကန်သွားတဲ့ပုံစံမှာတော့မဆိုးဘူးလို့ပြောလို့ရတယ်မှာပါဒီလိုပုံစံတွေမှာဒါစပါတဲ့နဲ့ဒါကျွန်တော် cancel ban ကိုပြောင်းလဲမှုတွေလုပ်တယ် City နဲ့ပွဲစဉ်မှာဒါ cancel ban ကိုသတိပတ်ပုံစံမျိုးဆက်ဆံပြောင်းလဲခဲ့ပြီးဒါကျွန်တော် PSG ဲ့ပုံစံမှာဒီလိုပုံစံမျိုးသွားရအဲ့တော့ဒီနေ့ပုံစံမှာဒါကျွန်တော် football ကပြထားလို့ပုံစံမျိုးမဟုတ်ပဲねဗန်ဒါဗင်ဒန်ဆူဒါဒူမဲရို3ယောက်လုံးခံစေပုံစံမျိုးနဲ့ထွက်လာခဲ့ပြီးဝင်းဘက်တွေအနေနဲ့တက်စတနီဥဒိုဂီပက်ဒူပူရိုတင်ပေးလိုက်တဲ့ပုံစံမျိုးမှာဒါကျွန်တော်စီမွန်းစ်ကိုအလဲမှာတဲလိုက်တဲ့ပုံစံမျိုးလည်းဖြစ်သွားနိုင်တယ်ဒါပေမဲ့လက်ရှိမှာဒါ Chelsea အသင်းကတိုက်စစ်အရန်ကောင်းနေတယ်ကျွန်တော်စပါးအသင်းနဲ့ဒီနေ့ပုံစံမှာအတ္တကတော်တော်လေးကို ခေယူစားရမယ်တဲ့မှာပါတယ်။စပါးတဲ့ဒီနေ့ပေါ်မှာအဓိကလို့အောင်မှာသူတို့ခါတိုင်းလုံနေကြဒါခါတိုင်းဒါကျွန်တော် Thomas Frank လုံနေကြပုံစံမျိုးပြင်းဖို့ကောင်းတယ်ဒါကျွန်တော်ခန့်စစ်ကိုအလုံးပိတ်နီးပုံစံမျိုးဒီနေ့ပေါ်မှာလုံအောင်မယ်။ Chelsea တဲ့နောက်လက်ရှိမှာသူတို့ရဲ့တိုက်စစ်ကမြန်တယ်၊တွားတယ်၊လမ်းတယ်။ဒါခုနကပေါ်တဲ့လက်ရှိမှာဒါ Gittens ရဲ့ခြေစွဲပြမှုတွေပြန်တွေ့လာခဲ့တယ်။ Alejandro Garnacho ကစားသမားမျိုးတွေရှိတယ်။ Neto လက်ရှိမှာခြေစွဲရတဲ့ shot ပြန်ပြလာတယ်။ Chao Pedro လက်ရှိမှာပြန်ပြီးတော့ပြန်တက်လာမယ်။အဲ့တော့ ကွင်းလေပိုင်းမှာစပါသင်းနည်းနည်းကျွန်တော်တို့ဒါအဲ့သိအားမရဘောက်တော့တစ်ဖက်ကလည်းကျွန်တော်ကျွန်တော်ကြိုက်တဲ့ကိုယ်တိုင်ကြောင့်ကျွန်တော်တို့တစ်ဖက်အသင်းရဲ့ကွင်းနေတော့ကျွန်တော်ဒါပိုပြီး preference ဖြစ်နေတယ်ဘောနော်အဲ့ဒါစပါပရိသတ်နေဘယ်လောက်ထိဒါကျွန်တော်ကွင်းလေအားနေနေလေ Enzo Fernandez ကိုင်စီရူရဲ့ကွင်းလေနဲ့လက်ရှိမှာပါလင်းညားနဲ့ဘန်ဒန်ကကွင်းလေရှေ့ဘူးတက်ကအင်မတန်မှခိမ်းမဲ့နေတာမှရှိတယ်ပါလင်းညားကိုကျွန်တော်အနေနဲ့အတိုင်းတာတစ်ခုယုံမယ်ဘန်ဒန်ကလက်ရှိမှာခုနောက်ပိုင်းပွဲစဉ်မှာတော်တော်လေးကိုပြန်ပြီးအားနေတာတွေ့ရမယ်စပါအသင်းရဲ့လက်ရှိနီးပြအနေနဲ့ဒီနေ့ပွဲစဉ်မှာကွင်းလေပိုင်းကိုပြောင်းလဲတဲ့နေပါလင်းညားလုံးဝအထိုင်ထားပြီးရင်ခုနောက်ပွဲစဉ်ဒီညမှာဒါကျွန်တော်တို့တိုက်စစ်နေတဲ့အာတန်နဲ့ဘတ်ဝင်းနဲ့စီမွန်စ်ကိုတိုက်စစ်မှာ ပြန်တွဲတဲ့ပုံစံဒါမှမဟုတ်ပက်ပေးစာနဲ့ဆင်မွန်းစ်ကိုပြန်တွဲတဲ့ပုံစံမျိုးလုပ်မလားဒါတောင်မန်မှာဒီနေ့ပုံစံမှာကျွန်တော် right wing မှာတီဂျာကူဒက်စ်ပါမယ် left wing မှာဒီပုံစံမျိုးပါမယ်မသိဘူးဒါတိုက်စစ်မှာလက်ရှိမှာဒါစပါးသင်းနဲ့မဆိုးလေခြေစွမ်းလေးနည်းနည်းလေးပြန်ပြီးအရေးအောင်ပြနေတဲ့ကိုလိုမူဝါဒီကိုပြန်ပြီးတွေးရဖို့များတယ်အဲ့တော့ဒါမှစပါးသင်းရဲ့ပြည်သက်တရားနဲ့လက်ရှိမှာ Chelsea သင်းနဲ့တွေ့တယ်အမြင်နဲ့ဒါကျွန်တော်တို့ကျွန်တော်နဲ့ City နဲ့တွေ့လို့ပဲ Chelsea ဘယ်လောက်ထိတိုင်ပတ်ပတ်စပါးနဲ့တွေ့ရင်တို့အမြင်နဲ့ငောင်းတယ် ကျွန်တော်တို့လိုပဲကျွန်တော်တို့ဒါ CD နဲ့တွေ့ကျွန်တော်တို့ဘလောက်တိုက်ပတ်ပတ် CD နဲ့တွေ့အမြင်နဲ့ကောင်းတယ်အဲ့လိုပုံစံမျိုးအဲ့တော့လက်ရှိမှာဒီနေ့ပွဲစဉ်မှာဒါ Thomas Red အနေနဲ့လက်ရှိဒါကျွန်တော်တို့စံချိန်ဇိုးတွေကိုချိုးဖြတ်ပြနေတဲ့ဒီပြအနေနဲ့ဒီစံချိန်ဇိုးကိုချိုးဖြတ်ပြဖို့အရေးကြီးအဲ့တော့ဒီနေ့ပွဲစဉ်မှာစပါးနိုင်ခဲ့မယ်ဆိုရင်ဒါကျွန်တော်မနေ့ပြန်ဒါဘုံမော့ကပွဲချက်ရောအစ်စ်နစ်ကိုတက်လှမ်းနိုင်မယ်နေထားမှရှိတယ်အာဆောင်တင်းနဲ့လေဒါကျွန်တော်အမှတ်ပြန်ပြီးတော့ဖလားပရီးမီးယားလိဖလားတော့ဝေးကြီးပါမဖြစ်နိုင်ပါဘူးဒါမှမဟုတ်ဘူးအာဆောင်တင်းကိုလည်းဒါ pressure တစ်ခုအနေနဲ့ပေးထားနိုင်မယ်လို့မြင်တယ်ဒါမှမဟုတ်ဘူးအာတစ်ဖက်ကချယ်ဆီတင်းကလက်ရှိမှာဒီနေ့ပွဲစဉ်မှာနိုင်မယ်ဆိုတော့ top 4ပြန်ဝင်မယ်အပေါ်ကတင်းနဲ့အမှတ်ပြန်ပြီး gap ကို close လုပ်ဖို့အတွက်အကြီးအကျယ် चूजा दो हमें ဒါချစ်နေချက်စီတော့ကဒီနေ့ပေါ်တော့မက်ဆွေးဖြစ်လို့တစ်ဖက်ကစပါတင်တို့ကလည်းမက်ဆွေးဖြစ်တယ်ဒီနေ့ပွဲစဉ်မှာအဖေကတာထုံးဝနိုင်ပြောနေတယ်ပဲဒီနောက်ပဲပရီးမီးယားလိပွဲစဉ်မှာအများနဲ့ပြောနေတယ်ပဲတရေကြရင်ဘဒုတ်တက်မှာစောက်တိတ်ပဲမရှိဘူးဆိုတဲ့ပုံစံတိုင်းပဲဒီနေ့ပွဲစဉ်မှာဘဒုတ်တက်မှာဒါတရေကြမယ်ဆိုစောက်တိတ်ပဲဘလိုဒီနေ့မှာမရှိနိုင်ဘူးလို့ပဲကျွန်တော်ရဲ့ပုံကူကြီးရမှာကျွန်တော်ကတော့100%မြင်မိရတယ်မှာပါပါတယ်မြည်တော့ပင်စူစီကမူအခုလက်ရှိဒါကျောချီနေရကျွန်တော်ကတိတ်ပြီးဒီနေ့ပွဲစဉ်မှာဒါကြောက်တယ်ပေါ့နော်အမှန်တိုင်းပြောရင်ကိုယ်အသင်းပွဲစဉ်ကိုကြည့်ရကြောက်တယ်ရှားတယ်တမခါရုံးတမရှုံးရှုံးစေကွာအဲ့လိုမဟုတ်ပြလက်ရှိမှာနည်းနည်းညှော်လင်းချက်လေးရှိတာတောင်းမဖရန့်အနေနဲ့အောက်ကြီးတကောင်ဘာလုံး ုံးနိုင်လို့ကျွန်တော်ကြည့်ကျင်နေအဲအဲ့ဒီမှာယင်ခွဲတာပဲမနေ့ကလည်းအဲ့လိုပဲယင်ခွဲခဲ့တာလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုကျင်နေဆိုရင်တော့ Youth Sport Media 3.0နဲ့ Navy for you တို့မှာကျင်းလို့ဆိုပေါအောင်ကူညီလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့ပဲမေးကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြူတူပါတယ်ကောင်းမွန်တော့နေ့နေ့ဖြစ်ပါစေလို့ဆုမွန်ကောင်း တောင်းပေးနေပဲကျွန်တော်တို့ညောင်းမှာပဲအေးဆစစ်တူကြရပါဗျမြန်မာလည်းကလစ်ဖို့မမေးကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြူတူပါကြောက်တော့ကုန်ပြီပါဦးဒေးပါဗျ